ိုရင်းကအစိပ်ပိုင်းနေအလုံးပုံမှန်အလုံးလုံးနိုင်ဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုခန္ဓာကိုယ်ကသူ့ဘာသာသူမထုတ်လုပ်နိုင်ပါဘူး။စားတော့ရကနေပြီးတော့ရလာတဲ့အာဟာရဓာတ်တွေပေါ်မှာမိခိုးရပါတယ်။ဒါကြောင့်ဒီတစ်ခါကျမ်းမာရေးဘူးသူဒအနေနဲ့ရတော့ခနာကိုအတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရ၆မျိုးကြောင်းကိုမပြပေးသွားမှာပဲဖြစ်ပါတယ်။ခနာကူမှာမရှိမဖြစ်လိုအပ်တဲ့အာဟာရတွေကပထမဆုံးတစ်ချက်အဆိုရင်တော့ဖြစ်ပရိုတိန်းဓာတ်ပါ။ ကိုလက်ချက်ခံရေးကစားနေတဲ့သူတွေပဲပရိုတိတ်ဓာတ်မြင်များစားဖို့လိုအပ်တာမဟုတ်ပါဘူး။တကယ်တော့ပရိုတိတ်ဓာတ်ကကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပြီးလူတိုင်းစားသုံးဖို့လိုအပ်ပါတယ်။ကျွတ်သားကစပြီးတော့အရိုးအရည်ပြားတွေဖွဲ့စည်းတဲ့နေရာမှာရောဟော်မုန်းတွေ antibody တွေထုတ်လုပ်ဖို့အတွက်ပါပရိုတိန်ကမရှိမဖြစ်လိုအပ်တာပါ။ပရိုတိန်ဓာတ်ကိုအသားငါအမျိုးမျိုးဥအမျိုးမျိုးနဲ့ပေးမျိုးမျိုးစားသုံးခြင်းကနေပြီးတော့ရရှိနိုင်ပါတယ်။နံပါတ်1အချက်အနေနဲ့ကတော့ကာဘိုဟိုက်ဒရိတ်ပါ။ ကာဘိုဟိုက်ဒရိတ်လို့ကြားရင်လူကိုဝါးစီပြီးတော့ကျန်းမာရေးနဲ့မငြိညွတ်တဲ့ဓာတ်လိုပဲမထင်စေချင်ပါဘူး။တကယ်တော့ကာဘိုဟိုက်ဒရိတ်ဓာတ်ကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တစ်ခုဖြစ်ပြီးတော့အုန်းနှောင်းနဲ့အာရုံကြော်တွေကောင်းကောင်းအလွတ်လွတ်နိုင်ဖို့ကာဘိုဟိုက်ဒရိတ်ဓာတ်ကိုအဓိကသုံးစွရပါတယ်။ကာဘိုဟိုက်ဒရိတ်ဓာတ်ပါတဲ့အစားအသောက်တွေအများကြီးရှိပြီးတော့ကျန်းမာရေးနဲ့ညီညွတ်တာလည်းရှိသလိုမငြိညွတ်တာတွေလည်းတွေ့နိုင်ပါတယ်။ပဲမျိုးမျိုးအမြင်ထက်မြင်များပါတဲ့အသေးအနံ ဟင်းသီးရည်အတွေနဲ့ဆန်ချမ်းပါမုတ်ချမ်းတွေကကာဘိုဟိုက်ဒရိတ်ကျွေးဝပြီးတော့ကျန်းမာရေးနဲ့လည်းတင့်လျော်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ဗီတာမင်ဓာတ်အမျိုးမျိုးပဲဖြစ်ပါတယ်။ဗီတာမင်ဓာတ်တမျိုးချင်းစီကခန္ဓာကိုယ်ကိုပြင်ပယောဂါတွေအနေရကနေမဖြစ်အောင်လို့လည်းကာကွယ်ပေးနိုင်ပါတယ်။မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်၃မျိုးရှိပြီးတော့အစားအစာထဲမှာဒီဓာတ်တွေလုံလုံလောက်လောက်ပါဝင်အောင်စားသုံးမိမယ်ဆိုလို့ရှိရင် ကျန်းမာရေးကောင်းမှုစွာနေနိုင်မှာဖြစ်တယ်လို့ ကင်ဆာလိုမျိုးနတ်တာရှည်ယောဂါတွေဖြစ်ပေါ်နှုန်းကလည်းနည်းသွားနိုင်အောင်ကူညီပေးပါတယ်။တက်ရှင်လက်စတဲ့ဟင်းသီးယူရနဲ့တတိဝလံတွေကိုမြင့်မြတ်တတာစားသုံးမယ်။စားလိုက်တဲ့မြောက်ကိုလည်းခန္ဓာကိုယ်ကကောက်ကောက်ချေဖြတ်ပြီးတော့စွတ်ယူသုံးဆွဲမယ်ဆိုရင်တော့လိုအပ်တဲ့ဗီတာမင်တွေရရှိပြီးဗာပြည့်စွတ်စားမှမြှွယ်ဖို့မလိုအပ်ပါဘူး။နောက်တဲ့ဓာတ်မျိုးနည်းနဲ့ကတော့တထုတပါတထုတကတော့တံမာတဲ့အယိုးအစစ်တွေ၊သွားတွေဖြစ်အောင်လို့ကိုတင်းစီဝပြပြမှုတွေထိန်းကြီးနိုင်အောင် အဓိကလှုပ်ဆောင်ပေးပြီးတော့ဓာတ်တမျိုးချင်းစီမှာအထူးလှုပ်ဆောင်ချက်တွေရှိနေပါတယ်။ဥပမာကယ်ဆီယမ်ကအယိုးတွေကိုတတ်မှဆေးပြီးတော့ကြွတ်သားလှုပ်ရှားမှုကိုအထောက်အပံ့ပေးပါတယ်။တန်ဓာတ်ကသွေးနေအူထုတ်လုပ်တဲ့လုပ်ငန်းမှာကူညီပေးပြီးတော့ဇင်းဓာတ်ကတော့ခုခံအားစနစ်တိုးတက်အောင်ကူညီပေးပါတယ်။နံပါတ်5အချက်အနေနဲ့ကတော့အစီဓာတ်ပါ။အစီလို့ဆူလိုက်တဲ့အခါမှာလူတို့တို့များများကမကောင်းတဲ့ဓာတ်လိုပဲမြင်တတ်ကြပြီမယ်။တကယ်တမ်းတော့အစီဓာတ်ကခန္ဓာကိုယ်မှာအသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ဥပမာ ကိုစားလိုက်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုထုတ်ယူသုံးစွမ်းနိုင်အောင်လည်းသူကပြုလုပ်ပေးတယ်။ဆင်းရဲသက်တွေဖွဲ့စည်းဖို့လည်းကူညီပေးတယ်လို့ကြွက်သားလှုပ်ရှားမှုတွေမှာလည်းပါဝင်ဆောင်ရွက်ပေးပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီအမျိုးအစားကိုသာရွေးချယ်မှုဝယ်ပေးမယ်ဆိုရင်တော့သွေးရင်းအချို့တဲ့ထိန်ကြီးတာနှလုံးယောဂါကိုကောက်ွယ်ပေးတာနဲ့အမျိုးအစားနဲ့စီချိုယောဂါမဖြစ်အောင်လို့လည်းသူကကောက်ွယ်ပေးပါသေးတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီအမျိုးအစားတွေကတော့အစေအစာမျိုးမျိုး၅မျိုးမျိုးနဲ့ဟင်းသီးရည်တွေကနေပြီးတော့ရရှိတယ် ့ omega 6 fatty acid တွေပဲဖြစ်ပါတယ်။ထောဘက်၊ဒင်ကေအနီးရောင်အသားတွေမှာပါဝင်တဲ့ပြည့်ဝစီတွေကတော့ကျန်းမာရေးကိုထိခိုက်စေတဲ့အတွက်ကြောင့်မို့လို့တနိုင်တမျှရှောင်ကျဉ်သင့်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ရေပါ။သမီးမစားဘဲနဲ့ရက်သက်တပတ်တွေအကြာကြီးနေနိုင်ပေမယ့်ရေမတောင့်ရင်တော့ရက်နှစ်နေတော့ခံနိုင်မှာမဟုတ်ပါဘူး။ရှိကကျမတို့ခန္ဓာကိုယ်အတွက်အရင်အရေးကြီးတဲ့တက်တခုဖြစ်ပြီးတော့ပြန်များအနေနဲ့ခန္ဓာကိုယ်ရဲ့62ရာခိုင်နှုန်းကရေနဲ့ဖွဲ့စည်းထားတာပါ။အုံနောက်ပုံမှန်အလုံးလုံးနိုင်ဖို့ ကိုရင်းမှာရှိတဲ့အစိတ်အောက်တွေချိန်ပြနိုင်ဖို့ဝမ်းမချို့အောင်ကာကွယ်စေဖို့ဒီလိုမျိုးအရေးကြီးတဲ့လုံဆောင်ချက်တွေအားလုံးအတွေ့ရေလိုအပ်ပါတယ်။ဒီနေ့ကိုအ ਨੇ စုရေ2လီတာလောက်တောက်တော့ပြသိမ့်ပြီးတော့တချို့တတိဝလံတွေကနေပြီးတော့လည်းရေးတယ်မြမြရရှိနိုင်ပါတယ်။ဥပမာဖျဲသီးလိုတတိတွေပဲဖြစ်ပါတယ်။အခုပြပပေးခဲ့တာဆိုရင်တော့ဖြစ်ခနာကိုတည်းမရှိမဖြစ်လိုအပ်တဲ့အားနာတဲ့ချက်မျိုးကိုမမြပေးခဲ့တာပဲဖြစ်ပါတယ်။နားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။